အားလုံးပဲမင်္ဂလာပါ UK Matchday ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပေးသက်တဲ့အားလုံးမင်္ဂလာပါဆိုတော့အခု Liverpool ရဲ့နောက်ခံလူဟောင်းဖြစ်တယ်ပေါ့လေဂန်နိုဝင်နောက်ခံလူဟောင်းဖြစ်တဲ့ Jamie Carragher ကကျွန်တော်ရဲ့ကလပ်အသင်း Liverpool အသင်းကိုကြည်ပြီးတဲ့အခါမှာထိုက်တန်အသင်းတစ်သင်းပုံစံမျိုးလုံးဝမရှိတော့ဘဲနဲ့ ဒီအာဒီမှာလုံးဝတိတသာပြောင်းလဲသွားတာကိုတော်တော်လေးအံ့အားသင့်လျက်ရှိပြီးတကယ်ကိုစိတ်ပြက်စရာအခြေအနေတွေဖြစ်နေတယ်လို့သူကပြောလိုက်တယ်အဓိကသူပြောချင်တဲ့အချက်ကလီဗာပူးဟာထိတ်တန်းအသစ်တစ်သင်းဖြစ်ပေမဲ့သူ့အသင်းကိုသူပြန်ကြည့်ရတာကလုံးဝကိုမမတ်မိလောက်တဲ့အထီးအခြေအနေဖြစ်တယ်နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်ရှုံးသွားတယ်အဲ့ရှုံးပွက်တဲ့သူဘာမှပြောစရာမရှိပေမဲ့ဒီနှစ်ပွဲတွေမှုတ်ပဲနဲ့တရာဒီလုံးကစားခဲ့တဲ့စုစုပေါင်း၉ပွဲလုံးမှာ လီဗာပူးကဘောလုံးပွဲကိုဘောလုံးပွဲလိုမကစားဘဲဘတ်စကတ်ပွဲလိုမျိုးတကယ့်ကိုခေရောဖြစ်တဲ့ပုံစံမျိုးတွေနဲ့အချင်းချင်းဖြစ်နေတာကသူ့အတွက်တကယ့်ကိုစိုးရင်စရာကောင်းပြီးစိတ်ပူမိတယ်လို့သူကဆိုလိုက်တယ်။သူပြောတဲ့ချက်ကလည်းမိတ်ဆက်ဖြစ်တယ်။ဘာကြောင့်မိတ်ဆက်ဖြစ်လဲဆိုတဲ့အချက်ကသူပြောတဲ့ထဲမှာလီဗာပူးအသင်းလက်ရှိကစားပုံမှာနောက်ဆုံးရှုံးတဲ့နှစ်ပွဲထက်ဆိုတာတဲ့ကိုးပွဲသလုံးမှာသူတို့ကစားတာကိုကျွန်တော်တော်တော်လေးစိုးရိမ်မိတယ် concern ဖြစ်မိတယ် space တွေ space တွေအမားတွေ ပြီးတော့မှတူဦးချင်း individual error errori. ဒါအပြင်အသင်းဟာမလူလားအပ်တဲ့ပြိုင်ဘက်ကို chance ပေးတဲ့အခွင့်အရေးတွေအများကြီးတွေ့ရတယ်ပြီးခဲ့တဲ့နှစ်အသင်းနဲ့တခြားစီပဲဖြစ်ပြီးတော့လက်ရှိ Liverpool အသင်းကဘောလုံးကစားနေတာမဟုတ်ပဲ basketball ကစားနေလို့တောင်ခံစားရတဲ့အထိအသင်းက match ဖြစ်နေလို့သူကအတီးပေးလိုက်တယ်ဆိုတော့ဒီနေရာမှာသူက Florian Verse နဲ့ပတ်သက်လို့လေဖြစ်နိုင်ရင်အခုလောလောဆယ်မှာကျွန်တော်တို့ Florian Verse ကိုအောက်ထားပြီးအရန်ဖြစ်ထားပြီးတော့မနစ်ကလူစင်းနဲ့ပဲတီတီငိမ့်ငိမ့်ဖြတ်တန်းပြီးတော့မှ တည်ငြိမ်လာတဲ့အခြေအမှ Florian Vas ကိုအသင်းတဲ့ကိုဖြည်းဖြည်းချင်းသွင်းသိမ့်တယ်လို့သူကအကြံဉာဏ်ပေးတယ်ဒါအခုလောလောဆယ်ကျွန်တော်မြင်တာပေါ့လေအာနီစရော့ကပေါင်116တန်းတုံးရတဲ့ Florian Vas ကပြီးတော့မှ125တန်းပေးရတဲ့ Alassana Isak ထားပါတော့ Isak နဲ့ပတ်သက်လို့ကအခုကတပွဲနှစ်ပွဲပဲရှိတော့ပြောဖို့ခက်တယ်ဒါပေမဲ့ပေါင်116တန်းရှိတဲ့ Florian Vas ကိုသူကအသင်းထဲမှာနီးမျိုးစုံနဲ့အောင်ဝင်တဲ့လမ်းကြောင်းကိုအာနီစရော့ကရှာနေတယ်လို့ကျွန်တော်ကခံစားမိတယ် ဒီဘဘူးကအရင်တည်းက support sign ကွင်းလေ grammar bash ကွင်းလေ balancer ကွင်းလေအဲ့ကွင်းလေကအရန် dynamic ဖြစ်တယ်အရန် strong ဖြစ်တယ်အရန် worry hard working တကယ်ကောင်းနေကွင်းလေအရန် combat ဖြစ်တယ်ဗျာဒါပေမဲ့အဲ့ကွင်းလေကို ဖြတ်ပြီးတော့ तू ကတော်တော်လုံးသုံးကြည့်ရင် support sign ကိုသူ့ position မှာသုံးလို့မရဘူး support sign ကလည်းကွင်းထဲမှာရှိချင်တော့ तू က right back ကိုထပ်ပို့လိုက်တော့ alexis mclasa ရဲ့ grammar bash ရဲ့ floating verse ကဒါပေမဲ့အရင်တုန်းကလီဗာပူးက နံပါတ်30ကိုတည်တတ်ကစားတဲ့ပုံစံမဟုတ်ဘူး support line က30လိုလို8လိုလိုပုံစံကစားတာဖြစ်ပေမဲ့အခုက Florin Verse က30တည်တတ်ကစားတဲ့အခါမှာ Liverpool ကဘာဖြစ်နေလဲဆိုတော့ you know ဆို Salah ကအထဲကိုဝင်လာတယ်လှမ်းကန်တာတို့ Trent Alexander ဘောရဲ့ diagonal ball တွေ passing အခုက Liverpool ကိုကြည့်လို့ရှိရင် gap ပိုရမယ်ဆွဲပြေးမယ်အတွင်းဝင်မယ်လှမ်းကန်မယ်ပြီးရင်သူတို့ရှီမှာအရင်တုန်းကလို့ ဒါတိုက်ပူကြတဲ့ကစားကွက်လည်းမရှိတော့တာမို့ရှိတယ်ဒါပေမဲ့ပြဿနာဘာဖြစ်လဲဆိုတော့ Florian Verse နဲ့အာဝင်မဲ့ကစားကွက်ကိုအာနီဆိုကလိုက်ရှာနေတယ်ဆိုတဲ့သဘောတရားဖြစ်တယ်။ "तू ငါတို့136တန်းပေးထားတယ် तू flop ဖြစ်လို့မရဘူး तू flop ဖြစ်တာနဲ့ငါတို့ပြောခံရမယ်အသင်းတော်လည်း impact ဖြစ်မယ်အကုန်လုံး effective ဖြစ်မှာဖြစ်တဲ့ကြောင့် Florian Verse ခြေစွမ်းမကောင်းကောင်းနဲ့ကစားကွက်ကို तू တဲတန်လိုက်ရှာတယ်" ဆိုဘာဖြစ်လဲ grammar batch ကတော့မဖြစ်မနေ DM လို့ထားရတယ်။ support line ကို out of position ထားတယ်။ elastic mclasser ကို out တယ်။ဆိုတော့မနစ်ကတည်ငြိမ်ထားပြီးသား commit ဖြစ်ထားတဲ့ကွင်းလေကြီးကိုဖြတ်ပြီးတော့သူစိတ်ကြိုက်လုပ်တယ်။ဒီကြားထဲမှာ jeremy frame power ကို right back sit sit တော့မယ်အစားမှာဟိုတနေ့က salas နဲ့မှာထားပြီးတော့ right wing back ထားတယ်။ support line ကိုနောက်မှနေပြီး right back ထားတယ်။တခါဒီတခြားလူတွေပြန်ထုတ်လိုက်တဲ့အချိန်မှာ support line ကိုအလဲပြန်ထက် corner priority ပြန်ဝင်ဒါပေမဲ့ပြဿနာကဘာဖြစ်လဲ floating verse ကဟိုးအစုံကိုပြန်ထွက်တယ်။ အဲ့ဒါ Akidike injury မဖြစ်ခင်အဲ့တော့တော့ Akidike ကဘယ် Florenvers က30 now Akidike ကိုလဲတဲ့ခါကျတော့ Florenvers ကိုအဆုံးထုတ်တယ်သူနီးမျိုးစုံနဲ့လိုက်ဆန်းတယ်အတင်းကလုံးဝဟန်ချက်မရှိဘူး Tamman single pass လေးတောင်မှအတင်းကဟန်ချက်မညီဖြစ်နေအခုကလေဘာဘူးပြည့်တတ်ကြီးပူတည်တယ်ဗျသူတို့ကသူတို့အတင်းကိုပူတည်တယ်ဗျကျွန်တော်တို့ကလည်းဘွဲတွေကကြီးနေစီတိုင်းအခုလောလောဆယ်မှာအတင်းက commit လုံးဝမဖြစ်ဘူး organize လုံးဝမဖြစ်ဘူးပြန်လည်ရင်ဖြစ်နေတာဗျရလက်တွေတော့ကောင်းတယ် အဲ့တော့ကာရီကထောက်ပြတာမှန်တယ်ဒီရှုံးသွားတဲ့နောက်ဆုံးနှစ်ပွဲရလဒ်ကိုသူအဓိကမပြောချင်ဘူးပြောချင်တာကိုးပွဲလုံးကစားတာကိုသူ concern ဖြစ်တာဒီကိုးပွဲလုံးမှာလီဗာပူးကအနိုင်ရလဒ်တီတော့ဖော်ဆောင်နိုင်တယ်ဒါပေမဲ့အဲ့အနိုင်ရလဒ်ဟာ comfortable way ပွဲကိုထိမ့်ချုပ်ပြီးတော့အေးဆေးဆေးနဲ့အဆုံးသတ်သွားမယ်ပွဲမျိုးမဟုတ်ပဲအမြဲတမ်းမိုးတဲ့ရေထဲမှာအသေးတန်ကန်ရတဲ့အခြေအနေမျိုးတွေကို तू ကပြောတာအတင်းကြီးတဲ့တင်ကဒီတက်ပို့ပြီးတော့ smart ဖြစ်တဲ့တဲ့အတင်းကြီးတဲ့တင်ကဒီတက်ပို့ပြီးတော့ control လုပ်တဲ့တဲ့ပွဲကိုခက်မြမြဖြတ်နိုင်တဲ့အခြေအနေမျိုးမှာ liverpool ကအဲ့ဒါတွေအကုန် fail ဖြစ်နေတယ်ဒီချက်ကို तू ကစိုးရင်တဲ့အချက် तू ထောက်ပြတာလည်းပန်းတယ်ဆိုတော့ကျွန်တော်နားလည်တာအခု liverpool ပြည့်တဲ့အများစုကလည်း florin verse ကိုအောက်ပြီးတော့အရင်တိုင်းရဲ့တင်းတင်းငင်ငင်လေးပဲသုံးအဲ့ဆိုအရင်ကစားကွက်အရင်တိုင်းပဲ ဘာမှမပြောင်းဘူးဆိုတော့အဲ့လိုမနစ်ကအရင် solid ဖြစ်တယ်တခုတော့ရှိတာပေါ့လေမနစ်ကတော့ကတောင်ပံမှာ world rate အားကောင်းကောင်းနဲ့လှုပ်အားရှိတဲ့ Luis Diaz ဆိုကစားမမျိုးရဲ့တိုက်ရှိကဝင်လာရင်ကိုရဖို့အတွက်မခတ်ဘူးဖန်တီးမှုပဲဖြစ်ဖြစ်တွင်းကိုပဲဖြစ်ဖြစ်လှုပ်ပြပေးတဲ့ဒီယိုဂိုဂျူတာရှိတယ်ခါလိုက်ကြရင် run တွေ run တွေအတွက် space ရှေရှားပေးတဲ့နူးညက်ရှိတယ်ဆိုတော့မတူညီတဲ့ category နဲ့မတူညီတဲ့အားသာချက်လေးတွေကလီဗာပူးအတွက်ရှိပေမဲ့ဒီနေ့ရာသီမှာလုံးလုံးကြီးက predict အရန်ဖြစ်လွန်တယ် ITK ကောင်းတယ် ISAT ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့သူတို့နှစ်ယောက်ဘာမှပြောလို့မရပါပဲ Louis DS မရှိတော့တဲ့အဲ့တောင်ပံမှာလှုပ်အားတော်တော်ကျသွားတယ်ကပွားအရန် symbol ဖြစ်တယ်အဲ့ဒါကိုညာဘက်ချမ်းက Salas ကလည်းမနစ်ကခြေစွမ်းလုံးဝမမီဘူးသူလည်းလေးနေတယ်ကြဒါပေမဲ့ biggest moment တွေကို Salas ကဖန်တီးနေစေဖြစ်တယ်ဒါပေမဲ့အသင်းကဘာဖြစ်သွားလဲဆိုတော့ပိုကောင်းတဲ့ player တွေရောက်လာပေမဲ့ဘာဖြစ်သွားလဲဆိုတော့ပိုကောင်းတဲ့အသင်းမဖြစ်လာဘဲနဲ့မနစ်ခတဲ့ပိုအားနေလာတဲ့အသင်းပုံစံဖြစ်လာတယ်အဲ့ချက်ကို ဂျေမီကာရကာယောဖန်တီတော်တော်များများထောက်ပြတဲ့အချက်ပဲဒါပေမဲ့တချို့ကတော့လက်ခံချင်မှလက်ခံမှဒါပေမဲ့အခုလောလောဆယ်မှာကျွန်တော်တို့တွေ့ပြီးသား008ပြ Florian Vers က008အခုအာနီဆိုကတော့သူပွဲပြီး30ချက်တိုင်းကိုကြည်အာနီဆိုကလုံးဝကာဗာပြောတယ်နော်သူတို့ကစားမောက်သူလုံးဝကာဗာပေးထားတယ် Florian Vers ကဘလူးချင်းနေမျိုးရှိတယ်ဘလူးကစားတယ်ဘလူးချင်းနေရှိတယ်ဆိုပြီးတော့သူပြောထားတယ်ဘာလို့ဆိုတော့သူ pressure လုံးဝအတင်ခံနိုင်ဘူးဒါပေမဲ့ပြဿနာကလည်း တို့ဝယ်ထားတဲ့ကစားမ136တန်းဆိုတဲ့အချက်ကြီးကိုတို့ကလုံးလုံးကြီး flop အဖြစ်မခံနိုင်တဲ့အတွက်ကြောင့်တို့နေရာလိုက်ရှာနေကျွန်တော်မှတ်မှတ်ရရ Nicholas Pepe ကို Arsenal ကအဲ့ညာတောင်ပါမှာ तू 3နဲ့3နဲ့3နဲ့တခါကျရင် तू struggle ဖြစ်လဲ3နဲ့ဘာလို့ဆို82တန်းပေးရတာဟုတ်ခွန်ဆက်တန်ပေးခဲ့ရတယ်။ဒီတစ်ခါကြရအသင်းကြီးတစ်သင်းကကိုကောင်းတဲ့ကစားမဥမာ Zlatan Ibrahimovic ကိုဘာဆိုနာကဆမ်ဝဲ A2 နဲ့လဲလိုက်တဲ့အချိန်မှာအတုံးက A2 က င်တာမီလန်ကိုသွားအီဘရာဟီမိုဗစ်ကဘာဆိုနာကိုလာဘာဆိုနာကနောက်ထပ်52တန်ထပ်ပေးတယ်တိုတယ်60ကျော်လောက်ကျတယ်ဆိုတော့အဲ့အီဘရာဟီမိုဗစ်ကိုဘာဆိုနာတောင်းလျှောက်သုံးတာအလေမှာသုံးနေမရဘူးအဆုံမှာသုံးနေဘလို့မှမရဘူးအီဘရာဟီမိုဗစ် struggle ဖြစ်တော့နောက်ဆုံးမှာနီးပြအောက်ချလိုက်တာအောက်ပြီးတော့ပက်ထရိုရဲ့မက်ဆီရဲ့ပြန်ပြောင်းလိုက်ပြီးတော့ပြန်ချလိုက်တဲ့အချိန်အဲ့တော့ဘိုဂျန်ကာကီတို့ပါတော့အီဘရာဟီမိုဗစ်တဲ့နေရာရတယ်နောက်ဆုံးမိုဗစ်ကိုအောက်လိုက်တော့မှပဲဘာဆိုနာပြန်ကောင်းသွားတာဆိုတော့အခု similar ပေါ်လေ Florian Vas ကိုအောက်မယ်လို့ကျွန်တော်မပြောချင်ဘူးဒါပေမဲ့ ာနီဆိုတော့အဲ့ဒါအဖြစ်မရှာလို့မရဘူးဒီ worst အဝင်နိုင်မဲ့ကစားကွက်ကြီးလိုက်ရှာနေရင်ကျွန်တော်ပြောချင်တာ support line ရှိမှာ offer တွေအများကြီးရှိတယ်ဗျအဲ့ right back တခုတွေကအတူရဲ့ offer မဟုတ်ဘူးသူရဲ့ war rate လို့အား tireless ဖြစ်တဲ့ဒါ stamina ကကွင်းလယ်မှာဘလောက်ထိအလုပ်ဖြစ်လဲ alexis mclasa သူတို့၃ယောက်က chemical ဖြစ်တဲ့အခါမှာ liverpool ကပွဲကိုစိုးမိုးထားတာ ဆိုတော့ support sign ရဲ့ energy တွေအားလုံးကအဲ့ right back မှာသွားထလာတဲ့ခါမှာသူ့မှာတခြားတွေလှုပ်ရှားမရှိဘူး။သူအလုံးစုံလှုပ်ပြ wing ကထွက်သွားမယ် maybe အတွင်းနဲ့နဲ့ဝင်မှာသူတခြားလှုပ်တဲ့ function တွေအကုန်ပျောက်သွားတယ်။ဆိုတော့သူ့ရှီကရတဲ့ရတဲ့ကျွန်တော်တို့တရားရနေတဲ့သူကို right back ပို့လိုက်တဲ့ခါမှာသူ့ရှီက340လောက်ပဲရတော့။ဘာလို့ဆိုသူ့ရဲ့ rule ကြောင့်ဆိုအဲ့နေရာမှာ Florian Vasi ကတရားကနုံးမျောလင်းထားပေမဲ့သူ20 30တောင်ပြန်မရဘူး။တိုးစိတ်လေးတော့ကောင်းတယ်ဒါပေမဲ့ ် impact ဖြစ်တဲ့အခြေအနေမျိုးမဖန်တီးနိုင်ဘူးအဲဆိုဘာဖြစ်လဲဆိုကျွန်တော်ဟိုတနေ့တည်းကကျွန်တော်ပြောပါတယ်ရလက်တွေကောင်းတဲ့အချိန်မှာ floor inverse ကိုဘူးမှမပြောဘူးဒူတူးတယောက်မှမပြောဘူးဒါပေမဲ့ကလပ်ကရလက်တွေစဆိုးလာပြီးခြေသွမ်းတွေကျလာပြီးကလပ်ကဒီ login နဲ့ရလက်တွေမရတော့ဘူးဆိုရင်အဲ့ဟာတွေကိုစပြီးတော့ media တွေထောက်ပြီးဒါကအင်္ဂလိပ် media တွေရဲ့တဘာဝပဲ unless ကိုက english player ဖြစ်နေရင်တော့တတ်နိုင်များတော့ကာပါပေးခံရအောင်ပါပဲဒါပေမဲ့အင်္ဂလိပ် player မဟုတ်ဘူးဆိုရင်ဖြစ်တော့မှာဖြစ်တော့မှာ ဆိုတော့အခုလောလောဆယ်ဟိုတနေ့အဆင်အာလာစင်နာအီးဆက်ဝင်လာတယ်ဂလာဆာရုကမှာအရန်ခတ်တယ်ဒါပေမဲ့သူဘောလုံး24ချက်ပဲထိတယ်ဆိုပြီးတော့အလောက်ထိကို record ယူထားပြီးတော့ highlight ပြတာအဲ့ဒါကအင်္ဂလန်မီဒီယာရဲ့ပြဿနာဒါပေမဲ့ပြဿနာကအာနီဆော့ရဲ့ main ပြဿနာက Florian Vars ကိုအောက်ကိုအောက်ရအောင်အောက်ပြီးတော့မှသူ့ကိုခဏ okay refresh ပြန်လုပ်ဖြည်းဖြည်းချင်းမင်းအဝင်နိုင်မဲ့နေရာတစ်ခုကိုသူဒီမှာလေးကာရီကာပြောတာလေအခုလောလောဆယ်အနေထားကကျွန်တော်နားလည်ထားတာတော့တဲ့ Florian Vars ရှိရင်အသင်းက balance ကလုံးဝမမျှပဲနဲ့အသင်းဟာ လုံးဝဟန်ချက်ပြတ်နေတယ်ဗောလေ foreign verse ကတကယ်ကို race မှာပါဘူးမပါဘူးဗောလေ तू ကလူငယ်လေးတယောက်ဖြစ်တယ် new league ကိုရောက်လာတာမှန်တယ်ဒါပေမဲ့ तू အတွက် plenty of time ရှိတယ်အချိန်ကြီးအများကြီးကျန်တယ် liverpool မှာတီချာပေါက်ကောင်းနိုင်မယ်ကစားမတီးဖြစ်အချိန်ကြီးပြောင်းလဲနိုင်တယ်ဒါပေမဲ့ liverpool ကမနစ်ကပုံစံမျိုးမနစ်ကအနေထားမျိုး confidence မျိုးရောက်ဖို့ဆိုရင်အရင်လူတွေနဲ့မနစ်ကပုံစံပြန်ပြီးတော့တိဆောက်ဖို့လိုတယ်ဆိုတော့ပြောချင်တာကမနစ်ကကွင်းလေ၃ယောက်ကိုပြန်ထားတခုတော့ရှိတာဗောလေကျွန်တော်တို့ကပြောလို့ DS ဆိုကစားမမျိုးရေလုံအားမရှိတော့တော်တော်သူကအရင်တော့တောင်ပန်းလုံအားရှိတယ်ဗျာအဲ့တောင်ပန်းက Salas ကလုံအားရှိတယ် DS ကလုံအားရှိတယ်ဒါပေမဲ့အဲ့တောင်ပန်းကခုလုံးတေသွားတဲ့အခါမှာဘာဖြစ်သွားလဲဆိုကျွန်တော်ကတော့နောက်တစ်ခုက Gapo ထက်စာရင် Gapo ကိုပေးရချင်50 50ဗျာကျွန်တော်က Federico ခီးရေးစားကိုနေရာပေးချင်တယ်ဒီစားမကစူးစားတယ်ဝင်လာတဲ့အချိန်မှာအမြင်နဲ့လုံပြတယ် တခုခုဖြစ်အောင်လုပ်နေအမှန်တမ်းပြောရင်ဗျာခီးစားကိုလူတော်မြတ်မကအိုက်ကောင်တာမန်အရန်အဆင့်ရှိလို့တွက်ချာချာဒီကောင်ကတကယ် quality player အီတလီနဲ့ Euro 2021ယူထားတယ်အဲ့တုန်းကအကောင်းဆုံးကစားသမားတွေကတယောက် Timothy Tournament တွေမှာပါတယ်တကယ်လည်းကောင်းတယ် injury တွေကြောင့်ခီးစားနည်းနည်းလေးကျသွားတာဒါပေမဲ့သူက offer တွေအများကြီးပေးနိုင်တယ် area ထဲမှာ late run တွေကနေ goal သွင်းနိုင်တယ် area ထဲဝင်လာတယ်ဖန်တီးမှုရတယ် tireless ဖြစ်တယ်သူ့မှာအကုန်ရှိတယ် injury concern ဆိုတော့ကျွန်တော်အမြင်တော့ foreign verse ကို out ခါလိုက်ကြရင် gap ကိုတရားခင်းလို့တုံးလာတဲ့စာရေးအဲ့နေရာမှာခေးစားနဲ့အလှည့်ချပုံစံတုံးအဲ့ဒါဆိုရင်လေဘာဘူးဝင်းနေပြန်တက်လာ DS လို့တော့ performance ရကြမှာရမယ်ဒါပေမဲ့တေချာတာတော့ character ပြောသလိုမျိုးလေဘာဘူးကအပြောင်းလဲလုပ်ကိုလုပ်ရမယ် i flow reverse ကိုအောက်ကူအောက်ရမယ်မအောက်လို့ရှိရင်တိုင်ပတ်မှာနောက်တစ်ခုကလည်း Milos Kake မကောင်းမှုကောင်းတယ် Andy Robertson တို့အတွေ့အကြုံတော့အားနေသေးတာဘူးလေဒါကတော့ထားပါတော့တချို့နေရာတွေကခနာတေးရလည်းပြဲသလားမင်းနဲ့အပေါက်ကြီးပဲ every single game မှာ individual အမားတွေလုပ်နေအဲ့ဒါလည်းသူရဲ့ contract မငြိမ်တဲ့အချက်ကလည်းပြတ်သွားတာပဲလူပါဟုကလည်း okay offer လုံးဝမလုပ်နဲ့တော့ forgot လုပ်လိုက်အဲ့ဒါဆိုသူလည်းတော့သူ concentrate လုပ်ပါအခုကလူပါဟုက strata offer တတိယ offer ရကြမှာသူလည်းဗျာများနေသူသူကြည့်ရင်အာရောက်ရက်ခတ်တာကနာတိုင်းအမားတွေလို့သူအမားလို့လို့ဂုံးသမား injury ဖြစ်တာလေသူအမားကနေ oxygen လွတ်သွားတယ်အဲ့မသိမ့်မကြောက် injury ဖြစ်သွားအဲ့ဒါကလည်းသူနဲ့လည်းမกินဘူးဆိုတော့ဒါအခုလောလောဆယ်မှာလီဗာပူးအသင်းဘယ်လိုအခြေအနေဖြစ်နေတယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်တာက အသင်းရဲ့ရလဒ်တွေကောင်းအောင်ကောင်းကောင်းနေပြီဇာတိမှာရှိကောင်းရှိမယ်ဒါပေမဲ့အသင်းဟာဟန်ချက်လုံးဝမညီပဲနဲ့အခုကိုးပွဲကစားပြီးအချိန်မှာအာနီဆော့မှာလူတွေအရန်ကောင်းလို့တဲ့ခါမှာဘာလို့မှမသိတဲ့ပုံစံဖြစ်နေတဲ့အချက်နောက်သူဝယ်ထားတဲ့ကစားမားတွေဟန်ချက်ညီဖို့အဲ့ကစားမားတွေလုံးဝ flow မဖြစ်ဘူးသူတို့အံဝင်မဲ့ကစားကိုလိုက်ရှာရင်လိုက်ရှာရင်သူ့ရဲ့မူပြောက်လာတဲ့အချက် အခုတော့မှကြည့်လေလီဗာပူးပေးသက်တွေစပြီးတော့အာနစ်စလော့ကိုစပြီး question ထုတ်နေပြီဒါကြီးချင်းအဖြစ်အတိုင်းတာတစ်ခုတည်းအတင်းအားစပြီးတော့ဟန်ချက်ပြက်နေတဲ့အခြေအနေမျိုးပေါ့လေဒါကျွန်တော်အမြင်ပေါ့လေတောင်းနေတောင်းတူချင်ပါလေတူမဲ့ဒါကျွန်တော်မြင်တဲ့အမြင်ပေါ့လေအားလုံးကျေးဇူးတင်ပါတယ်